အလုံးမင်္ဂလာပါရှင်ဒါ behavior အပြုမူတွေပေါ့နော် behavior အပြုမူတွေကိုဘယ်လိုပြုရင်ပြောင်းလဲပေးမလို့ဘယ်လိုစနစ်တကျလေ့လာဖော်ထုတ်မလို့ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်အဲ့မှာဆိုရင်မနေ့ကဆိုရင် FBA ဒါစစ်ဆေးတာပေါ့နော်စစ်ဆေးသုံးသပ်ဖို့အတွက်အရင်ဆုံးစစ်ဆေးလေ့လာပြီးတော့မှဘယ်လိုဆောင်ရွက်မလို့ဆိုတာဆောင်ရွက်မှာကို FBA ပေါ့နော် functional behavior assessment ကိုကျွန်မဆွေးနွေးခဲ့တယ်အဲ့ရှိပိုင်းမှာ ABO ဆွေးနွေးခဲ့တယ် applying behavior ပေါ့နော်ဟိုဒီ ABA ကကြတော့ applying behavior ဒါ analysis assessment analysis ပေါ့နော် applying behavior analysis ကိုကျွန်မပထမဆုံးဆွေးနွေးခဲ့တယ်ဖြစ်ပေါ်လာတဲ့ပေါ့နော်အဓိကကျွန်တော်တို့ဒီသူတို့ရဲ့အပြုအမူတွေဘာကြောင့်ဒီအပြုအမူကို ဖြစ်ပေါ်နေရုံဆိုတဲ့အကြောင်းအရာအကြောင်းရင်းတွေပေါ့နော်ဒါလေ့လာဘာလို့မအောင်ဆိုရင်ဒါလေ့လာဖို့ထုတ်မှာ question စိတ်ပြလေ့လာခြင်းတွေလုပ်မှာ ။ဘာကြောင့်ဒီပြူအပြူမူတွေကိုဒါကြောင့်ကလေးတွေကဘာကြောင့်ပြူမူနေရတာတော့ဆိုရင်ရင်းဆုံးပထမအဦးဆုံးဘာလုပ်ရမလို့ဆိုရင်ဖက်ချန်းစိတ်ပြလေ့လာရမယ်။ဒါက ABA ကလုပ်ရတာ။အဲ့ဒီ ABA ကလုပ်ပြီးလို့ရှိလို့ရှိရင်ဘာလုပ်မလို့ဆိုရင်စစ်ဆေးတော့မယ် FBA နဲ့ functional behavior assessment လုပ်မယ်။အဲ့လိုလုပ်ပြီးပြီဆိုတော့မှကျမတို့ဘာနဲ့သွားမလို့ဆိုရင် ABC နီးနဲ့သွားမယ်။အဲအဓိက သူတို့တွေရဲ့ဖြစ်ပေါ်နေတဲ့အကြောင်းရင်းတွေကိုရှာမယ်ပြီးလို့ရှိရင်ပြုမှုတွေကိုလေ့လာမယ်ပြီးရင်ဒါရဲ့အကျိုးဆက်တွေကိုဘယ်လိုလုပ်ဆောင်မလို့ဆိုပြီးအစီအစဉ်တွေဆွဲမယ်ပေါ့နော်အဲ့ဒီမှာလည်းပဲအဲ့ဒါလေးရဲ့ပေါ့နော် AB ရဲ့အဆက်ကလေးကိုကျွန်မယနေ့ဆက်ပြီးဆွေးနွေးပေးသွားပါမယ်အဲ့ဒီမှာဆိုလို့ရှိရင် behavior ပေါ့နော်ဒီကဒီ AB ရဲ့ model တွေပေါ့နော် AB ABC ရဲ့ model တွေ ABC model တွေကကြတော့ရှေ့ပြေးအကြောင်းရင်း ဘာကြောင့်ဒီလိုမျိုးဖြစ်ပေါ်တာတော့ဆိုရင်ရှည်ပြီးအကြောင်းရင်းလေးကိုမလုပ်မလို့လေးလာဖော်ထုတ်မယ်။အဲ့ဒီရှည်ပြီးအကြောင်းရင်းမှာလေးလာဖော်ထုတ်ပြီးအဲ့ဒီလေးလာဖော်ထုတ်တာရှည်ပြီးအကြောင်းရင်းနဲ့အတူပေါ့နော်။အပြုအမူတွေကဖြစ်ပေါ်လာတယ်။ဒီအကြောင်းရင်းတွေကြောင့်ဒီလိုအပြုအမူတွေဖြစ်ပေါ်လာတယ်။အဲ့ဒီအပြုအမူတွေကိုအကျိုးဆက်ဆိုရယ်စီပေါ့နော်ဒီလိုမျိုးရှေးပြေးကြောင်းရင်းကြောင့်အပြုအမူတွေဖြစ်ပေါ်လာတယ်အဲ့ဒီအပြုအမူတွေကလည်းအကျိုးဆက်တွေဖြစ်ပေါ်ဖြစ်ပေါ်လာတယ်ပေါ့နော်နမူနာလေးကြည့်ရအောင် ပထမဦးဆုံးဘလို့တော့ဆိုရင်ဒီကရှေးပြေးကြောင်းရင်းဆိုတာလေးကဘာလေးတော့ဆိုတာကိုကျမဒီကနမူနာလေးနဲ့ဆွဲဆွေးနွေးပေးပါမယ်။ဥပမာကျမတို့မူဂျိုကြောင်းကိုပို့ပထမဦးဆုံးနေပေါ့နော်ပို့မယ်ကလေးလေးပဲဆိုပါစို့။မူဂျိုကြောင်းကိုပို့မယ်။အဲ့ကလေးလေးကတန်းထဲကို မဝင်ခြင်းဘူးဆီယမားကိုကြောက်လို့ ဒါမှမဟုတ်မိဘနဲ့မခွဲနိုင်လို့ဖြစ်မယ်။ဆရာမကပြုံးပြုံးရှင်ရှင်တဲ့အတန်းထဲကိုလဝင်းလာတဲ့ကလေးတွေကိုကြိုးစုံမှုမရှိဘူးပေါ့နော်။မျက်နှာသားကြီးကသုံးမုံနေတယ်။တကူကိုလုံမကြတဲ့ပုံကြီး။အဲအဲ့လိုမျိုးဆိုရင်လည်းကလေးကဆရာမကိုကြောက်မှာပဲလေ။အဲတခါတည်းကျတော့လေဟိုအေးရမိဘနဲ့ပဲအတူတူပဲနေဘူးတာပဲဆိုတော့နော်မိဘကိုခွဲရမှာငယ်လဲငယ်တရားဆိုမိဘကိုခွဲရမှာဆိုတော့အဲကြောက်ရွံ့မှုကလည်းရှိမှာဟုတ် အဲဒါမျိုးကြီးကြောင်လဲသူကဒီအတန်းလေးကိုမဝင်ခြင်းဘူးဖြစ်မယ်ဒါဆိုရင်အတန်းလေးကိုမဝင်ခြင်းဘူးဆိုတဲ့အဲ့အခြေအနေဖြစ်ပြီဆိုလို့ရှိရင်အပြုတ်မှုပါဖြစ်လာမလို့ဆိုရင်ကလေးကအတန်းလေးကနေထွက်ပြေးမယ်ဆရာမကလည်းဟိုပေါ့နော်ဒီဟာကို active နဲတာလဲပါမယ်ပေါ့နော်နောက်တကဆရာမရဲ့မျက်နှာထားကိုကြောက်တာလဲပါမယ်ပေါ့နော်မျိုးမျိုးတော့ဖြစ်မှာပေါ့နော်ဒါဆိုရင်အတန်းလေးကနေထွက်ပြေးသွားမယ်ပေါ့နော်ထွက်ပြေးမယ်ကလေးကအတန်းလေးကထွက်ပြေးတဲ့အပြုတ်မှုကိုပြုတ်မှုမယ်အဲ့ဒါဆိုရင် ဒီကအကျိုးဆက်အနေနဲ့ဘာဖြစ်ဘာတွေဖြစ်လာမလို့ဆိုရင်တန်းတွေကိုမဝင်တဲ့အတွက်နှောင့်နေတဲ့အတွက်နောက်ကလိုက်ဆွဲနေရတာ၄နောက်ကလိုက်ဆွဲရတယ်ဆိုကြရဒီဟာအခက်အခဲတစ်ခုဖြစ်သွားပြီနောက်တကဒစိမ့်တွေကိုကြောက်လို့လားဒါမှမဟုတ်ရင်မူဂျိုချောင်းကိုဆက်မတက်ဖြစ်ဘူးဆိုတဲ့အကြောင်းအရာတွေပါဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုရင်အဲကလေးကအတန်းနဲ့မဝင်ဘူးတန်းနဲ့မဝင်ရင်ကလေးတန်းနဲ့ကနေပြေးထွက်သွားမယ်ဒါဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေပါဖြစ်လာမလို့ဆိုရင် ကလေးတွေအကြောင်းလိုထားပြီဆိုအတန်းနဲ့ဝင်မှုစာသင်ခန်းထဲကိုဝင်မှုတွတ်ဆုပ်တွတ်ဆုပ်ဖြစ်တဲ့ကလေးတွေဖြစ်နေမယ်။ပြီးရင်အဲ့အရာကိုပေါ့နော်သူတို့ထွက်မပြေးအောင်နောက်ကလိုက်ဆွဲနေရတဲ့အခြေအနေတွေရှိမယ်။နောက်တစ်ခါအဲ့လိုမျိုးကြောက်ရွံ့မှုကနေပြီးတော့နောက်သစိမ်းတွေကိုပါအဲမိမိအဲမိမိရဲ့ရင်းနှီးတဲ့သူမျိုးပဲနဲ့တခြားသစိမ်းတွေကိုပါသူကြောက်ရွံ့တဲ့စိတ်တွေဖြစ်သွားမယ်ပေါ့နော်။အဲနောက်ကြလို့ရှိရင်ဒီเจ้าကိုပဲထားလို့မရတဲ့အခြေအနေမျိုးတွေ ठी အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ် ဲ့တော့ကျွန်တော်ဒီလိုမျိုးအခြေအနေတွေဖြစ်ပေါ်လာတဲ့စိုးရာတွေကို အသေးစိတ်ပါလို့ရမလို့ဆိုရင်လေးလာ သုံးသက်ဖော်ထုတ်မှုတွေလုံဆောင်ရပါမယ်။အဲဒါကကြတော့ ABC နီးနဲ့ပေါ့နော် ABC model အနေနဲ့ဒါလေးကိုကျွန်မဒါဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲ့တော့ကြတော့ဟိုဒီလိုမျိုးအခြေအနေလေးတွေဖြစ်ပေါ်မလာမူလကရေရာကိုပဲ အဲသူတို့ကိုပြုပြင်ပေးဖို့ဆိုတာလိုပါတယ်ကျွန်တော်တို့တွေလည်းတွေ့ကြုံနေအများကြီးရှိရယ်ကလေးကပထမဆုံးနေ့မှာသူတို့ကြောက်ရွံ့ကြတယ်အဲ့အမျိုးမဖြစ်အောင်ပေါ့တော်တော်တချို့ကြောင်းနေဆိုရင်ပထမဆုံးနေ့မှာမိဘကလည်းကြောင်းကိုကြောင်းငန်းလေးကိုဝေးတချို့ဆိုလို့ရှိရင်ကြောင်းမမပို့ခင်ငယ်တည်းကမိဘကလည်းဟောကလေးနဲ့အတူတူပေါ့နော်ကြောင်းကိုလှဲ့ပတ်ပြီးတော့လေးလာတာဟောကြောင်းဆိုတာကြောက်เสียမှာမဟုတ်ဘူးဆိုတာလေးကိုသုံးသက်ပေးရ ။နောက်ဆီယာမလုတ်တဲ့သူကလည်းတကယ်ကိုပဲကလေးကိုနွေနွေထွေးထွေးနဲ့နော်ပြုံးပြုံးရှိရှိနဲ့ကြိုးစိုးပြီးတော့ပေါ့နော်ဒါကလေးရဲ့အဲပူပန်နေရတဲ့သူ့ရဲ့စိုးရိမ်စိတ်တွေကိုရှော့ချပေးရမှာပါ။အဲ့ဒီမှာလည်းပဲကျမတလက်စားတယ်လေကျမရဲ့ဟိုပေါ့နော်တွေ့ကြုံလေးကိုပြောပြခြင်းနဲ့အဲကလေးတွေဟာပေါ့နော်ကျမတို့တွေလူကြီးတွေရာပေါ့နော်အဲလူကြီးတွေမှာအသေးစမ်းတစ်ခုကိုသွားပြီပေါ့နော်မိမိလှုပ်ဆောင်နေတဲ့အလုပ်ကနေပြီးတော့ တခြားဒေသတစ်ခုကိုပဲသွားတာပဲဖြစ်ဖြစ်တခြားအကြောင်းတစ်ချောင်းကိုသွားတာပဲဖြစ်ဖြစ်တခြားဌာနတစ်ခုကိုသွားတာပဲဖြစ်ဖြစ်တကယ်တော့အဆင်ပြေပါမလားဆိုတဲ့စိုးရိမ်မှုကတော့လူတိုင်းမှာရှိရှိကြတယ်ဒါပေမဲ့လူကြီးတွေကကိုစိုးရိမ်မှုရှိတာကိုပဲကိုသိပြီးတော့ကလေးတွေလည်းဒီလိုရှိပါလိမ့်မလားဆိုတဲ့အတွေးကိုကြာမတွေးမိတတ်ကြဘူး။ဟောကလေးဆိုတာကိုဘူးကျမတို့လူကြီးတွေပို့ရင်ကျမတို့ခိုင်းရင်ကျမတို့ထားရင်တို့နေရမယ်ဆိုတဲ့တကယ်ကိုပေါ့နော်။ အတွေးလေးတွေရဲ့လိုအပ်ချက်ကလေးတွေပေါ့နော်ရှိနေတဲ့အခါမှာသူတို့ကိုပြုတ်ပြင်းတဲ့အခါမှာလိုအပ်ချက်တွေကလည်းရှိနေတာပါအဲ့တော့ကြတော့လူကြီးတွေကနေရာတစ်ခုကိုသွားမယ်အလုပ်တစ်ခုကိုပြောင်းလုပ်တော့မယ်ဆိုရင်စိုးရိမ်မှုတွေရှိတာပဲမိမိလုံဆောင်နေတဲ့အလုပ်ကနေပြီးတခြားတနေရာကိုသွားရင်အဆင်ပြေပါမလားဥပမာကျမတို့ကူးလိုပဲတာမန်ကိစ္စတွေကိုပဲလုပ်ရင်ကိုပဲဟောမိမိလုံဆောင်နေတာလေးကိုအဆင်ပြေပြီးဖြစ်သွားပါမလားဆိုတဲ့စိုးရိမ်စရာရှိကြတာပဲလေဒါကိုဒီလိုရှိကြတာကိုကလေးကိုမိမနဲ့ခွဲပြီးတော့အเจ้าကိုပို့မဲ့အခါမှာ သူတို့ကိုတကယ်ကိုသူဒီကြောင်းဆိုတာကြောက်เสียမဟုတ်ဘူးဒါကတငယ်ချင်းတွေနဲ့ပြောပြောရှင်းရှင်းစာတင်လို့ရတယ်ဆရာမကြီးကလည်းကြပြားလေးတချင်းနေတင်ပေးမှာဆိုတာလေးနေပေါ့သူတို့ကိုပျော်ရွှင်လာနီလန်လေးတွေနေပေါ့နော်တုံးပြီးတော့တကယ်ကြောင်းဆိုတာကြောက်เสียမဟုတ်ဘူးဆိုတဲ့ sense ပေါ့နော်ခံစားချက်ရသွားအောင်အရင်ဆုံးဆောင်ရွက်ပြီးမှလှုပ်ဆောင်လို့ရှိရင်ပိုကောင်းမှာပါအဲ့တော့ကြတော့ခုတို့မျိုးဖြစ်လာပြီဆိုရင်တော့သူတို့တွေရဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေပေါ့နော်အပြုအမူတွေကိုဒီလိုမျိုးလေးနေသုံးသပ်ရပါမယ်။ခြေပြေးအကြောင်းရင်းတွေကိုအရင်ဆုံးသုံးသပ်မယ်။ပြီးရင်ဖြစ်ပေါ်လာတဲ့အပြုအမူတွေဒီနောက်ဆက်တွဲတွေပေါ့အကျိုးဆက်တွေဆိုပြီးတော့ပေါ့နော်သုံးသပ်ပေးရပါမယ်။အဲအဲ့လိုမျိုး ABC model နဲ့လည်းတို့ရဲ့ဒီကဖြစ်ပေါ်လာတဲ့အခြေအနေလေးတွေကိုသုံးသပ်ရမယ်။နောက်ကျွန်မနောက်နမူနာလေးတစ်ခုပေးပါမယ်။ဒီကဲမဒီမှာဆိုရေခဲမုံကားလေး။ဒါဆိုလို့ရှိရင်သူ့ရဲ့ရေခဲမုံကားလေးကိုတွေ့တဲ့အခါမှာသူရေခဲမုံကို ကားကိုတွေ့တော့ရေခဲမုံကိုကြိုက်တော့ကျတော့သူကဘာလုပ်လိုက်မလို့ရေခဲမုံလေးကိုရေခဲမုံစားမယ်ဒါဆိုရင်ပထမဦးဆုံးအေးဆိုတဲ့ဒါအကြောင်းရအကြောင်းသူဘာလုပ်လို့ရေခဲမုံကားကိုတွေ့လို့ရေခဲမုံကိုသူစားမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒါကတော့သူ့ရဲ့အပြုမှုလေးပေါ့နော်ပြီးရင်သူ့ရဲ့အကျိုးဆက်အနေနဲ့ဒီကရေခဲမုံလေးကအရသာကောင်းရင်နောက်ထပ်ထက်ခါထက်ခါစားပြစ်မယ်အရသာမကောင်းရင်နောက်ထပ်မစွဲမစားတော့ဘူးပေါ့ဒီလိုမျိုးလေးတွေသူ့ရဲ့ဒီ ဖြစ်ပေါ်လာတဲ့ AVC ဆိုပြီးတော့ပေါ့နော်အကျိုးအကြောင်းလေးတွေဟာဒီလိုမျိုးလေးတွေဖြစ်ပေါ်လာတဲ့ဆိုတာလေးကိုလည်းဒါလေ့လာသုံးသပ်ပြီးတော့ပေါ့နော်ဆောင်ရွက်ပြီးရင်ပို့ပြီးတော့ခေါင်းပါပါအဲ့ဒါဆိုလို့ရှိရင်အဲ့လိုတွေအခြေအနေတွေမှာဆိုရင်ကျမတို့ဒီမှာဆိုရင်မလိုလားတဲ့အပြုအမူတွေကိုဘာလို့မလို့တတ်မှတ်ဖို့တော့မယ်ခုနလိုမျိုးပေါ့နော် ငါတို့အကြောင်းကိုသူ့တို့ထံမှာအကြောင်းနဲ့ကနေပြေးထွက်သွားတယ်စာသင်ခန်းထဲကနေပြေးထွက်သွားတယ်ဒါဆိုရင်မလိုလားတဲ့အပြုမူလေဒါတွေကိုသတ်မှတ်ဖော်ထုတ်ပေးရမယ်နောက်ပြီးတော့ဒီလိုမျိုးသတ်မှတ်ဖော်ထုတ်ပြီးပြီဆိုလို့ရှိရင်ဘာကြောင့်လုံနေတာလဲဆိုတာကိုသုံးသပ်ပေးရမှာပါဘာကြောင့်ဒီအပြုမူကိုလုံနေတာလဲဆိုတာလေးကိုထည့်သွင်းစဉ်းစားရမယ်ပြီးရင်ကျမတို့ကုစားဖို့အစီအစဉ်တွေရွေးဆွဲရမယ် treatment plan ဆိုတာရေးဆွဲရမှာပါဒီမှာ IEP ဆိုပြီးတော့เนาะ individual education plan นี่ဆိုတာရှိတယ်အဲ့လိုမျိုးတွေနေပေါ့เนาะသူတို့တွေကိုပေါ့เนาะတကယ်ဟိုပေါ့เนาะ IB ရောပေါ့ဒိနာမေရီရတာဟိုဟာပါ क्वे ပြနေတာတကယ်တကယ်တော့ဒီကလေးတွေကိုတကယ်ဟိုပေါ့ပြုပြင်ထိန်းချောင်းပေးဖို့အတွက်ဒါအစီအစဉ်တွေရေးဆွဲခြင်းမှာအဲ့တဲ့အတွက်ကုသကုသဖို့အတွက်အစီအစဉ်တွေရေးဆွဲကြတာပဲပေါ့เนาะအဲ့တော့ကျတော့နာမည်တဲ့တဲ့အစီအစဉ်ကအရေးကြီးပါလေဒါဆိုလို့ရှိရင် သူတို့တွေကိုပေါ့နော်ကျွန်တော်တို့တကယ်ကို positive behavior တွေဖြစ်လာဖို့အတွက်အစီအစဉ်တွေကိုစနစ်တကျရေးဆွဲရပါမယ်။ဒါဆိုရင်ကုစားပထမဦးဆုံးမလိုလားတဲ့အပြုမှုတွေကိုတတ်မှတ်ဖော်ထုတ်မယ်။ပြီးရင်ဘာကြောင့်ဒီလိုမျိုးလုပ်နေရလဲဆိုတာကိုစဉ်းစားမယ်။ပြီးရင်ကုသားကိုအစီအစဉ်တွေရေးဆွဲလိုက်မယ်တတိယအစီအစဉ်နဲ့အစီအစဉ်တွေရေးဆွဲပြီးပြီဆိုရင်ကျွန်တော်တို့ကုသားကိုအစီအစဉ်တွေကိုလက်တွေ့ဆောင်ရွက်ရမယ်။ဒီအစီအစဉ်လေးတိုင်းပဲစနစ်တကျလက်တွေ့ဆောင်ရွက်ရမယ်။ဆောင်ရွက်ပြီးလို့ရှိရင်လေမော်နီတာဆိုတဲ့ပေါ့နော် ဒီကသူ့ကိုဘာလုပ်ရမလို့ဆိုလို့ရှိရင်ပြန်လဲသူ့ကိုထိန်းချောင်းလေးလာမှုလုပ်ရမယ်အဲ့လိုမျိုးလေးလာမှုတုံ့တက်မှုတွေလှုပ်ဆောင်ပြီးပြီဒီလိုမျိုးဒီအစီအစဉ်တွေအတိုင်းလက်တွေ့ဆောင်ရွက်တာအဆင်ပြေရဲ့လားပြုရင်ပြောင်းလဲမှုတွေအတွက်ထိရောက်ရဲ့လားဘာတွေပြန်ပြီးတော့ အဲဒါလေးကိုဆောက်ထပ်ပြီးတော့ထပ်တိုးဆောက်ရက်ပေးဖို့ဘာတွေထပ်ထည့်ရအောင်မလို့ပေါ့နော်ဘလို့လေးတွေသူ့ကိုပြန်လဲကုသမှုအစီအစဉ်တွေလုပ်ရမလို့ဆိုတာဒီကိုပြန်လဲသုံးသပ်ရပါမယ်ပြီးလို့ရှိရင်အဲ့ဒါကို review လုပ်ရမယ် review ဆိုတာအများတန်းအရေးကြီးရယ်ဒါလေးတွေကိုသူ့ရဲ့ပြောင်းလဲသွားတဲ့အခြေအနေလေးတွေကို review လုပ်ရမယ်ဒါဆိုလို့ရှိရင်ညီမတို့ ဘလို့လက်တဲ့အပြုမူပထမအဦးဆုံးသတ်မှတ်ဖို့ထုတ်မယ်ပြီးလို့ရှိရင်အဲ့ဖြစ်ပေါ်လာတဲ့အခြေအနေတွေဘာကြောင့်ဒီလိုမျိုးတွေဘာကြောင့်လုံနေရဲဆိုတာလေးတွေကိုသုံးသပ်မယ်ပြီးရင်အစီအစဉ်တွေရေးဆွဲမယ်ရေးဆွဲသွားတဲ့ထားတဲ့အစီအစဉ်တွေကိုလက်တွေ့ဆောင်ရွက်မယ်ပြီးရင် monitor လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ review တွေလုပ်မယ်အဲ့လိုအစ်စ်နေအစ်စ်နေတိုင်းဆောင်ရွက်လို့ရှိရင်တကယ်ကို အောင်မြင်တဲ့အစီအစဉ်တွေနဲ့အောင်မြင်တဲ့အပြုမူတွေတကယ်အပြုမူတွေဟာတကယ်အပြုသဘောဆောင်တဲ့အပြုမူတွေ ဖြစ်ပေါ်လာအောင်ပြောင်းလဲပြီးတော့ပေါ့နော်စနစ်တကျတင် जा ပြတ်တာပြေးလို့ရှိရင်အောင်မြင်တဲ့အပြုမူတွေတကယ်ကိုပဲအပြုမူကောင်းတွေကိုရရှိလာစေမှာဖြစ်ပါတယ်။အဲ့မှာဆိုလို့ရှိရင်ကျမတို့ပထမဦးဆုံးရှေးပြေးဖြစ်ရက်ကို ပြောင်းလဲပေးမှလားအဲပြောင်းလဲပြီးတဲ့အခါမှာလဲရှေ့ပြေးဖြစ်ရက်ကို ပြောင်းလဲပြီးဖို့ပြီးဖို့အစီအစဉ်ရေးဆွဲမယ်ဆိုလဲစီစဉ်ရေးဆွဲလို့ရတယ်ရှေ့ပြေးဖြစ်ရက်ကိုအရင်ဆုံးပြောင်းမလဲပြောင်းလိုက်လဲမှလားဒါမှမဟုတ်ရင်ဒုတိယအဆင့်နေနဲ့အကျိုးဆက်ကို ပြောင်းလဲပေးမှာလားပေါ့နော် reinforcements ကိုပဲဒါ short ချလိုက်မှာလား reinforcement ကိုတိုးပေးမှာလားဒါမှမဟုတ် reinforcement ကိုဖြတ်လိုက်မှာလားစသည်ဖြင့်ပေါ့နော်အကျိုးဆက်ကိုပြောင်းလဲပေးမှာလားပေါ့ရှေ့ပြည့်ဖြစ်ရကိုပြောင်းလဲပေးမှာလားပေးဖို့လိုအပ်တာလားအကျိုးဆက်ကိုပြောင်းလဲပေးဖို့လိုအပ်တာလားဆိုတော့သုံးသပ်ဖို့လေလိုပါတယ်တဲ့အဲ့ဒီခါမှာ ဟိုပြောင်းလဲနိုင်တဲ့အပြုအမူတွေကိုပေါ့နော်တင်ကြားပေးမှလာဒါမှမဟုတ်အဲဒီလိုမျိုးမိမိလှုပ်ဆောင်နေရကနေပြီးတော့ပေါ့နော်အခြားသောပြောင်းလဲနိုင်တဲ့အပြုအမူတွေကိုတင်ကြားပေးဖို့လိုအပ်တာလားပေါ့အဲဒါမျိုးလေးတွေပေါ့နော်ခုနဆိုလို့ရှိရင်ညီမတို့လက်သေးကြိုက်တဲ့ကလေးလေးတွေကိုသူတို့ဟိုတကယ်ကိုပေါ့သူတို့ကြိုက်လို့ရတဲ့အရာပစ္စည်းလေးတစ်ခုကိုသူ့ကိုမလုပ်ထားအောင်ပေးထားလိုက်တာဆိုသူလက်သေးကြိုက်တာ အမူအရာပျောက်သွားမယ်တဖြည်းဖြည်းနဲ့အိုက်ပစ္စည်းလေးကိုရဲ့အဲဒီဒီဒီပေးမှုကိုတဖြည်းဖြည်းရှော့ချသွားတာပေါ့နော်နီးလဲဆိုတာတော့ဖြစ်ပေါ်လာတဲ့အချိန်ဒီမှာမူတည်ပြီးတော့နီးလဲရလဲပြုပြင်ပြောင်းလဲပြီးတော့ဒါဆောင်ရွက်ကြရတာကိုအဲ့တော့ကြတော့ဒီလိုမျိုးပြောင်းလဲတဲ့နေရာမှာရှေ့ပြေးကိုပြောင်းလဲပေးမှလားအကျိုးအဓိကဖြစ်ပေါ်လာတဲ့အကျိုးဆက်ကိုပြောင်းလဲမှလားဒါမှမဟုတ်ရင်အခြားနီးလဲတွေကိုဒါပြောင်းလဲပြီးတော့ဒီပြုမှုတွေကိုပြောင်းတင်ကြပေးမှလားဆိုတာလေးတွေကဒါတုံ့သက်ကြရမှာပါ ီမှာဆိုရင် individual behavior support plan ဆိုတာကျတော့ IBSP ခုန IB နာမည်ဒါ क्वे တာပါအတူတူပါပဲဒါတွေကိုသိစိတ်ရေးဆွဲမယ်ဘလို့လာတဲ့အပြုမူတွေကိုရှော့ချနိုင်ရမယ်ရှောင်ရှားနိုင်ရမယ်ဘဝအရည်အသွေးတိုးမြင့်နိုင်အောင် ဆောင်ရွက်ကြလို့ရှိရင်ကလေးတွေရဲ့ဘဝအရည်အသွေးတွေတိုးမြင့်လာအောင်ဆောင်ရွက်ပေးနိုင်ကြပါစေလို့ပဲကျွန်မအနေနဲ့ပြောကြလိုပါတယ်အဲ့တော့ကြတော့ အစီအစဉ်တွေကိုတော့အသေးစိတ်ရေးဆွဲဖို့လိုတယ်မလိုလားတဲ့အပြုမူတွေကိုရှော့ချဖို့အတွက်ပေါ့နော်မလိုလားတဲ့အပြုမူတွေကိုရှော့ချနိုင်မှုအတွက်အစီအစဉ်တွေကိုလည်းရေးဆွဲရမယ်စနေတကျရေးဆွဲရမယ်ရေးဆွဲထားတဲ့အစီအစဉ်တွေကိုလည်းလက်တွေ့အသုံးလက်တွေ့လုံဆောင်မယ်လက်တွေ့လုံဆောင်ပြီးမော်နီတာလုပ်မယ်ပြီးရင် review တွေလုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပေါ့နော်တကယ်ကိုပေါ့နော်ဘဝအခြေမြင့်တဲ့ကလေးလေးတွေဖြစ်အောင်ပြုစုပြောထောင်နိုင်ကြပါစီလို့ကျွန်မအနေနဲ့ဆန္ဒ ပြုရင်းနဲ့ပေါ့နော်ကျမရဲ့ဆွေးနွေးချက်ကလေးကိုအနီကုန်ချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်